ပြန်မြင်လာပါကျွန်တော်ရဲ့ Note Tiger Channel ရဲ့ဖန်ပြန်လေးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်း update တရှိပြီးတဲ့ဒီတိုင်းကိုအထူးပဲကြည့်ရတဲ့ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်သတင်းလေးကတော့မျိုးမွေရဲ့ video file လေးဖြစ်တဲ့အတူတူကနားဆင်ကြရအောင်ဆိုတော့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ စစ်ရေးသတင်းနဲ့ပြောချင်တယ်။ White Mall လမြောင်ဘက်မှာတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေပါတယ်။အထူးအထွေအကြီးကြီးမရှိပဲမဲ့လည်းစစ်ခွေးတွေကတော့နေ့တိုင်းမတာပေါ်နေတယ်။ပြီးရင်ဖက်ကတ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ပြီးရင်အခုဘမော်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်။ဆိုတော့လွန်ခဲ့တဲ့ September လဆန်းလုံးကကျွန်မတခါပြောဘူးတယ်နော်။ August September လနလလုံးမှာကျွန်တော် KAAD ဘက်ကနေမှမရှုံးခဲ့ဘူးဒါပေမဲ့အတားစီမရရှိခဲ့ဘူး။ဘာကြောင့်လဲဆိုတော့မိုးရွာတဲ့အခါမှာစစ်ရေးဖော် ဆောင်တဲ့နေရာမှာအတော်လေးခက်ခဲတယ်။တနေရာနဲ့တနေရာသွားဖို့ရအတွက်လဲလမ်းနေချောတယ်။ရှုံဘွက်တွေများတယ်။ကတော့ကျင်းတူးဖို့ရတော့လေမြေကြီးနည်းနည်းလေးတူးတူးလိုက်တဲ့အခါမှာရေတွေကပြေလာတယ်ဆိုတဲ့အခါမှာကျတော့ KIA နဲ့ပူးပေါင်းတော်လိုင်းရဲတွေဘက်ကနေမှကရုတ်ချင်းတွေတူးတာတွေမလုပ်နိုင်ခဲ့ဘူးပြီးတော့တနေရန်နဲ့တနေရန်စစ်ကူပေးဖို့ရအတွက်တောဘက်ကနေတွားရတဲ့အတွက်ကြောင့်လမ်းနေချောတယ်ရှုံဘွက်တွေအရန်ထူထပ်တာတွေရှိတယ်ပြီးတော့ချောင်းသေးလေးတွေလည်းအင်မတမရင်နဲ့တာတွေရှိတယ်ဒါကြောင့်ကျွန်တော်ဘက်ကနေမှတွားလာမှုခက်ခဲတဲ့အရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ဩဂတ်စ်လနဲ့စက်တင်ဘာလမှာကျွန်တော် KIA တွေဘက်ကနေမှစစ်ခွေးတွေကိုမရှုံးခဲ့ဘူးဒါပေမဲ့အတာစီမရရှိခဲ့ဘူးလို့ကျွန်တော်ဝန်ခံပြရစေ ဒါပေမဲ့အခုဒီအောက်တိုဘာလရောက်လာတဲ့အခါမှာကုန်းတွေအကုန်ချောက်သွားပြီဆိုတော့ ကုန်းနေ6လာတာနဲ့တပြိုင်တည်းပဲကျတို့ KIA ဒီဒီအောက်တိုဘာလ3ကနေပဲစစ်ခွေးရဲ့စခန်း၄၅နေနေရာကနေမှမုံထုတ်ခဲ့တယ်ပြီးတော့သူတို့ရဲ့လှုပ်ရှားမှုအားလုံးကိုလည်းပဲကျတို့ဘက်ကနေမှဖျက်တောက်နိုင်ခဲ့တာတွေအများရှိခဲ့ပြီဘာကြောင့်လဲဆိုတော့မိုးမရှိတော့ဘူးမြေပြင်နေ6လာခဲ့ပြီဆက်လက်ပြီးတော့လဲနော်ပုံမောမှာစစ်ခွေးတွေမတားများများပေါ်ဖို့တာပြင်ထားပါလို့ပြောချင်တယ် နော်ဒါတော့ကျတို့ဘမော်တဲ့ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့ကျတို့ကချင်ပြည်နယ်ရဲ့စစ်ရေးပြီးတဲ့အခါမှာဗတ်မောက်ဦးဆုံးကျေးဇူးတင်တဲ့စကားဂုံပြုချင်တဲ့စကားအစ်မတာမဂုံယူပွဲဖြစ်တဲ့ကျတို့ PDF လူငယ်လေးတွေရဲ့အကြောင်းကိုဗတ်မောက်ဦးဆုံးပြောချင်တယ်အော်တိုဘာလ9ရက်မနေ့ကတော့အညာမြေတပ်ပေါင်းစုကနေမှတော်လိုင်းရဲမှာကြာရှုံးသွားတဲ့ရဲပေါ်ရီရဲ့မိဘတစ်စီကိုတွားပြီးမှ กระโดดတယ်ပြီးလို့ရှင်ကြွားရှုံသွားခဲ့တဲ့ရေပေါ်ဒီရဲ့မိဘတွေကို345ထောက်ပတ်ငွေကိုကူညီခဲ့တယ်ပြီးလို့ရှင်အခုကျမတပည့်နားမှာမြင်တယ်နော်ကျတော့ PDF လူငယ်လေးတွေဟာဘလောက်အထိအဲလေစာဖို့ကောင်းတယ်ဘလောက်အထိလူကြီးတူမတွေကိုလေစာတတ်တယ်အထူးသဖြင့်အခုဒီဒေါ်လာရဲထဲမှာအသက်ပေးခဲ့တဲ့ သူရဲကောင်းတွေကိုမွေးဖွားပေးခဲ့တဲ့မိဘတွေကိုတွားကြတော့ခဲ့တယ်ဆိုတာဟာဒါဟာအစ်မတာမမွန်မြတ်တဲ့အရာဖြစ်တယ်စစ်ခွေးတွေဘက်မှာတော့နော်တဲပြီးတနစ်6လရောက်မှပဲတဲသွားတယ်ဆိုရက် စာတူလေးပဲရောက်နေတဲ့အချိန်မှာလူဖြစ်တဲ့တော်လရဲဒီကတော့ဒီလိုမျိုးကိုယ့်ရဲ့အတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးခဲ့တဲ့သူရဲကောင်းတွေကိုမွေးဖွားခဲ့တဲ့မိဘတွေကိုဒီလိုမျိုးကြတော့တတ်တယ်ဒါဟာတိတ်ပြီးမှစက်တယ်မင်္ဂလာရှိတယ် တိတ်ပြီးမှလိမ်မာပြီးယင်ကျဲတိတ်မွေတော့လူ တော်လိုင်းရဲသမားတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုကဘာတိအောင်လုတ်ပြလိုက်တာဖြစ်တယ်ဒီအစီအစဉ်ထဲမှာတာဝန်ရှိတဲ့သူတွေနဲ့ရဲပေါ်ရဲဘက်ဒီဘက်ကနေမှသွားရောက်ကြတော့ခဲ့တာဖြစ်တယ်တိတ်ပြီးမှကျေးဇူးတင်တယ်မလဲစားပေးတဲ့ကိုမနေနိုင်ဘူးဆိုတဲ့အကြောင်းပထမဦးဆုံးပြောချင်တာဖြစ်တယ်ဆိုတော့အခုနောက်စီရဲတစ်ခုအနေနဲ့ကတော့အော်တိုဘလတ်၂ရက်နဲ့မနက်၆နာရီလောက်မှရွှေဘုံမြို့အပေါ်မှာတိုက်ပွဲတွေကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တယ်အဲ့တိုက်ပွဲတွေဖြစ်ပွားတဲ့ခါမှာတိတဲ့အတိုင်းပဲစစ်ခွေးရဲခွေးပြူခွေးတွေဘက်ကနေမှမတာအများကြီးပေါ်သွားတဲ့ခ ခါမှာလက်နက်ကြီးတွေရန်တမ်းပြစ်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ဒီရွှေဘူမြို့မှာရှိတဲ့ဖုန်ကြီးကျောင်းကိုထိမှန်တဲ့ကိုရင်လေးပါအသက်ပေးခဲ့ရတယ်ဆိုတဲ့အကြောင်းသိရတယ်ဒီနေ့စစ်ခွေးတွေကဘာသာတရားကိုယူကျိုးတယ်ဘာသာတရားကိုချစ်မြတ်နိုးတယ်လို့ပြောပြီးမှဆိုတော့ဒီလိုမျိုးကိုရင်လေးပါတည်ဆုံးသွားရခြင်းဟာဗုဒ္ဓဘာသာတွေအတွက်အင်မတန်မှအထင်အရှားတဲ့ အရာဖြစ်တယ်အရင်တော့ကကျတော့မကြားဘူးတဲ့အရာတွေအများကြီးဟာဗုဒ္ဓဘာသာကြီးထဲမှာဖြစ်ပေါ်နေတယ်ဒါပါကြောင့်လေဆိုတော့ဗုဒ္ဓဘာသာကိုအရေးချုံထားတဲ့တောင်းလိုင်းရဲ့တား ဗုဒ္ဓဘာသာကိုအရေးထုံထားပြီးတော့ကုသုံးတိမသင်္ကန်းချုပ်နေတဲ့မဘာသာတွေမြန်မာနိုင်ငံမှာရှိနေတဲ့တွေ့ရကတော့ဗုဒ္ဓဘာသာမှာလည်းဒီလိုမျိုးအရှုပ်အရှင်းတွေတော့ဆက်လက်ပြီးတော့ရှိနေမှာပဲပြီးတော့နောက်သတင်းတပုတ်အနေနဲ့ကတော့နတ်ရကံကိုစစ်ကိုလာခဲ့တဲ့စစ်ခွေးတွေကိုအာခတ်တော်နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးမတားတဲ့အမြိုင်ပေါ်တယ်လို့ပဲအခုဒီနတ်ရကံဘက်မှာတိုက်ပွဲတွေအင်မတားမှာပြင်းထန်နေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ် ပြီးတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့အခုအောက်တိုဘာလရဲ့နေ့တုန်းကကျောတော့ကချင်ပြည်နယ်ရအထက်ပိုင်းပူတာဦးတောင်ပေါ်မှာနေနေတဲ့ကချင်ဖြစ်ပေမဲ့ကချင်နတ်မနန်ပဲနဲ့ကချင်ထမင်းစားပြီးတော့လူမဖြစ်နေတော့ခွေးကချင်နေတောင်ပေါ်မှာနေပြီးမှဟိုးမြေပြက်မှာစိန်နဲ့နေနေတဲ့မပူမပြင်းမကြောက်မကြပဲနဲ့လူတွေကိုတတ်နေတဲ့ လူဖြစ်ပေမဲ့လူစိတ်မရှိပဲခွေးသရစ်ဆံဝန်စားနေတော့တောင်းလန်ရဲ့တားရဲ့ဘောကိုမှနေတော့ကချင်တွေဟာအော်တိုဘာလလဲရနေတုန်းကတောင်းဆိုမှု၃ခုနဲ့တပိတ်မောက်ခဲ့တယ်တစ်ကတော့စစ်ခွေးတွေနဲ့စစ်ခွေးတွေရဲ့စစ်စင်ရဲ့တိုက်ပွဲတွေကိုထောက်ခံနေဆိုတဲ့အကြောင်းနေ့အချက်ကတော့ဘိုးဘွားပိုင်နေမြေကိုတည်တန့်ခိုင်မြဲနေဖို့ရာအတွက်နဲ့တတိယအချက်နယ်ကတော့လန်စေဒေတာကိုပြန်လည်ရရှိရေးဆိုတဲ့အချက်၃ချက်နဲ့သူတို့တောင်းဆိုခဲ့တယ် စစ်ခွေးတွေတွေကိုထောက်ခံတယ်စစ်ခွေးတွေရဲ့စစ်စီရဲကိုထောက်ခံတယ်ဒါကိုနားလေပေးတယ်ဒါကိုနားလေပေးတယ်လို့ပြောတဲ့အခါမှာဟုတ်ပြီနင်းတို့စစ်ခွေးတွေကိုထောက်ခံတယ်ထောက်ခံလိုက်စစ်ခွေးတွေရဲ့စစ်စီရဲကိုထောက်ခံတယ်လားထောက်ခံတယ်ဘာကြောင့်ထောက်ခံတယ်လဲဆိုတာကိုနင်းတို့ပြောရမယ်ဘိုးဘပိုင်နေမြေကိုတီတန့်ခိုင်မြေဖို့ရအတွက်နင်းတို့တောင်းဆိုတဲ့အခါမှာခွေးတွေကနင်းရဲ့ဘိုးဘပိုင်နေမြေကို ကာကွယ်ပေးမလားနင်းတို့ကကိုယ့်ရဲ့နင်းမျိုးကိုနင်းတို့မကာကွယ်ပေးနိုင်ဘူးလားခွေးတပူကကာကွယ်မှပဲနင်းတို့ကလုံခြုံမှလားဒီဆိုလို့ရှိရင်နင်းတို့ဟာမွေးလာကလေးကကြုံမျိုးဖြစ်တယ်ကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးကိုယ့်ရဲ့အုံနောက်ကိုတော့မတုံးနိုင်ပဲနဲ့ကိုယ့်ရဲ့နင်းမျိုးကိုယ့်ရဲ့နင်းမျိုးဒေသကိုကိုယ်ပိုင်တော့မအုပ်ချုပ်ပဲနဲ့တပားသူအုပ်ချုပ်ခြင်းကိုခံချင်နေကြတလားခွေးကချင်းတွေ ကိုရနေမြေတောင်နင်းတို့မထိန်ချုံနိုင်ဘူးဟိုးနေပြီးတော့မှရှိတဲ့ခွေးတွေကိုနင်းတို့ခေါ်ရသလားပြလို့ရှိရင်နောက်တကူကတော့လန်ဆယ်တေတာကိုပြန်လဲရရှိရဲလို့ပြောတယ်ဆိုတော့ဘုဒ္ဓစီကရရှိမှာလဲအခုလန်ဆယ်တေတာမှာရှိနေတာကချင်လိုမျိုးတွေမဟုတ်ဘူးလားအခုဒီထဲမှာလီဆူနဲ့ရောဝန်လိုမျိုးကို ပြောတဲ့အခါမှာလူမဖြစ်တဲ့ရောဝန်နဲ့လီဆူလိုမျိုးကိုပြောတယ်ဆိုတာကိုအမြဲတမ်းနားလေကျပေးကြပါလို့ပြောချင်တယ်เนาะအခုကျမတို့ KIA ရဲ့ 我帮别的也比贴嘛，罗王罗庙里李树庙里名气起的，李树得到到嘛，现代的给阿阿贴嘛，以了。 လူဖြစ်တဲ့လီဆိုဒီလူဖြစ်တဲ့ရောင်တို့မျိုးတွေကိုလုံးဝပြောချင်မဟုတ်ဘူးဆိုတော့ကိုဘတ်မအုပ်ဆုံးနားလည်စေချင်တယ်ဆိုတော့အခုကျမနဘေးထမ်းမှာတင်ထားတယ်ဒီတယောက်ကတော့ရောင်လိုမျိုးသူကနေမှဒီဘက်ကိုဦးဆောင်ခဲ့တယ်ဆိုတော့ကိုသိရတယ်ဆိုတော့ခွန်လန်ပိုးလန်ဆယ်ဒီဘက်မှာရှိနေတဲ့ KA နဲ့အတူပူပေါင်းတော်လိုင်းရဲတွေဒီမျက်ခွဲကိုကောင်းကောင်းလဲကြည့်ထားကြပါနှစ်ဖူးကိုတနတ်နဲ့ကိုတိတ်ပြီးမှပြပြတတ်ရမယ်သူဖြစ်တယ်ဆိုတော့အခုနင်းတို့ကစေတေတာကိုပြန်လဲရရှိရဲလို့ပြောတဲ့အခါမှာလန်ဆယ်တေတာကိုဘယ်သူအုပ် 他嘞，个铅笔、奥特他咱们好不啦？个铅笔呢个，个铅笔奥特他个，你弄么在不塑料钱？没，俺来念的念个多着，矿上铺的哈，个铅笔呢别的。 个钱币呢嘛，个钱币呢，买破了，大年大礼拜五操办开始嘞，别亏嘛，拿五操弄命不？大招么？个钱币呢嘛，个钱币呢破，大年大礼拜呢嘛，五操他个，你诺么落钱，不是落钱，个钱币呢干呢，阿车么有得咖啡摊嘞，多多着，喏。说了个钱币呢嘛，你比如个钱币二十呢，三十八里三十呢币嘛。 ကချင်းတို့မတွေးတော့တပ်ဘူးဆိုလို့ရှိရင်တော့ဟိုခွေးချဘူးရဲ့မစင်သွားစားကြပါလို့ပဲပြောချင်တာဒါကြောင့်အခုဒီဒီဘိတ်မောက်ထဲမှာပါနေတော့ခွန်လန်ဖူးပြည်သူတွေကြက်ကြက်တရိထားကြပါလို့ပဲပြောချင်တယ်နော်ဆိုတော့အခုကျွေးတော့နောက်ဒရင်တပုတ်နေနေကတော့ဗီဒီယိုတော့တိုလေးကိုနားထောင်ကြည့်ရအောင်နော်ဒီနေ့ကမရုတ်ဝရဇုရထနေပြည်သူစစ်တပ်ဖွဲ့ရဲ့ထပ်မံပြီးတော့တွေးတက်လောင်းမဲ့အမျိုးသားစစ်သည်အခြေခံတပ်သားတပ်တန်အမှတ်စဉ်ရှင်းတဲ့ အမျိုးသမီးအခြေခံမှတ်စဉ်နဲ့တင်တန်းစင်ပွဲနေရာဖြစ်တယ်။ရဲဘော်တို့ဟာတင်တန်းကာလ45ရက်လုံးလုံးစာဆင်ရခြင်းဒုက္ခ၊အလေဆင်ရခြင်းဒုက္ခ၊အိတ်ဆင်ရခြင်းဒုက္ခတွေနဲ့ခံခွာချီတိုက်ဆိုတဲ့စိတ်အင်္ဂါတွေကို လေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်တယ်။မတို့ဟာဒီနိုင်ငံရဲ့နိုင်ငံသားများဖြစ်ပြီးနိုင်ငံကိုကာဝယ်ဆောင်ရှောက်နေကြတဲ့တပ်မတော်နဲ့လက်တွဲပြီးတစ်ဖက်တစ်လမ်းကနိုင်ငံကိုဖျက်ဆီးနေတဲ့ KIA ပါဝင်တိုင်းရင်းသားလက်နက်ကိုင်အကျဉ်းဖက် ်ပီရက်တောင်းကျသူများကိုဝိုင်းဝန်းထိမုံနေကြပေးခြင်းမှာဖြစ်တယ်အခုဒါကတော့ဝါရဆုကပီတုစ်မင်းစင်တန်ကနေမှကြွေးကြော်ထားတဲ့စကားဖြစ်တယ်စစ်ခွေးတွေနဲ့ပူပေါင်းပြီးတော့ KIA နဲ့အတူလက်နက်ကင်တိုင်ရင်သားတွေနဲ့ PDF အမီခံတဲ့သူတွေကိုအပြတ်တက်ချေမုံသွားမယ်လို့ပြောတယ်ဆိုတော့ဝါရဆုကမင်းစင်တန်နဲ့အတူ ပြီးသူခွေးတွေကိုပြောချင်တယ်နင်းတို့မသားပေါ်ဖို့တာပြင်ထားပါလို့ပြောချင်တယ်เนาะအခုနင်းတို့ကိုစစ်ခွေးတွေဘက်ကနေမှအညာမှာရှိတဲ့ PDF တွေထက်ထူးခြားစွာနင်းတို့ကိုလက်နက်ခဲရန်ပေးတာဟာနင်းတို့ရဲ့ဘဝကိုလုံခြုံသွားတယ်လို့တော့မထင်နဲ့ဒီနေ့ကျွားတို့ KIA နဲ့ပူပေါင်းတော်လာရဲတွေလက်နက်ကင်ပီတိုင်းရင်သားတွေအားလုံးကိုခြေပမယ်လို့ပြောသွားတဲ့နေ့ဟာနင်းတို့ရဲ့အမင်္ဂလာရောက်တဲ့နေ့လို့ပဲမှတ်ထားเนาะဆိုတော့ဒီနေ့55ရက် တင်တန်းပေးခဲ့တဲ့တင်တန်းသားတွေတင်တန်းဆင်တာဟာကျတော့ကချင်ပြည်နယ်မှာမတာပေါ်ဖို့ကျတော့ကချင်ပြည်နယ်မှာပို့ပြီးတော့လူဦးရေနေပါဖို့အတွက်နင်းတို့ပြင်ဆင်နေတယ်ဆိုတာကိုလည်းမမေ့နဲ့ဆိုတော့အခုနင်းတို့လိုမျိုး ကြွကြော်ရတဲ့ခွေးတွေကြောင့်ဒီနေ့မြန်မာနိုင်ငံမှာလူဦးရေနေခဲ့ရတယ်အခုဒီနင်းတို့ခွေးတွေစီးရင်ကောက်လိုက်တဲ့အခါမှာအမျိုးသားဟာ အမျိုးသမီးတဲ့ဘလောက်နေတယ်ဆိုတော့နင်တို့ပိုသိပါတယ်။ဘာကြောင့်မို့ဒီလိုနဲ့မြန်မာနိုင်ငံမှာလူဦးရေနေရတယ်လဲ။နင်တို့ခွေးတွေကြောင့်ဖြစ်တယ်။ဆိုတော့အခုမြန်မာနိုင်ငံမှာလူဦးရေကိုနေအောင်မလုပ်ချင်ပေမဲ့လည်းပဲနင်တို့လိုမျိုးနော်စုခလုတ်တွေရှိလို့ရှိရင်တော့မတတ်နိုင်ဘူး။ကျွန်တော်ဘက်ကနေတော့မြန်မာပြည်ကနေလူဦးရေဖြုတ်ရမယ့်အထက်မှာနင်တို့ပါနေတယ်ဆိုတော့ကိုမမေ့ကြပါနဲ့လို့ပြောချင်တယ်။နော်ပြီးလို့ရှိရင်အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်နေနဲ့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်။ ကျွန်တော်တို့အမဲစင်းတွေကတ်ထားသွားကြည့်တယ်။သွားကြည့်တော့တော်တော်များများလွယ်နေတယ်။ဘလို့လွယ်ရတယ်ဆိုတော့2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးတယ်။အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအုပ်ချုပ်ရေးမှူးတွေပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်ဘူး။အကွာတာကတော်တော်ကွာတယ်။900မှ300လောက်ကွာတယ်။ဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုပ်ချုပ်ရေးမှူးတော့မပါဘူးဗျာ။ရက်ွက်အုပ်ချုပ်ရေးမှူးရဲ့မိသားစုကမဲစင်းမပါဘူး။ ပြန်တဲ့ကောင်ကျန်တဲ့လူတွေပြောမနေနဲ့တည်သွားတဲ့လူတွေပြန်ပါနေရရှိရဒီနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူး လူတော်ကိုယ်တည်းတော့အာနာလူထက်ပြလိုက်လားမသိဘူးအခုနင်းတို့ခွေးတွေဟာဒေါအောင်ဆန်းစုကြည်ကိုမဲခိုးမဲလိမ်မှုကြောင့်ဖမ်းဆီးထားတယ်လို့နင်းတို့ပြောတယ်ဆိုတော့အခုနင်းတို့မဲထဲမဲ့အခြေအနေတောင်မဟုတ်သေးဘူးနော်မဲထဲဖို့လုတ်ထားတဲ့လူစရင်တွေတောင်မှလိမ်နေကြပြီတဝက်တောင်မဟုတ်ဘူးနော်900ထဲမှာ300လောက်ကတော့လိန်လေမှုတွေဖြစ်နေတယ်တဲ့ဆိုတော့ဒီနေ့နင်းတို့ခွေးတွေရခွေးကျင်ခွေးကြံတွေ နော်ပြီးလို့ရှင်ဒီဥစ္စာကိုဆက်မပြောခင်မှာနောက်ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်ပြမနာမှာဗလီစောက်မယ်ပါညာနဲ့စပွားသွားကြည့်ရနော်အဲကျွန်တော်တို့အဲ့မှာတော့ပေးထားတာအစ္စလာမ်ပေးတယ်ခရစ်ယာန်ပေးတယ်ဟိန္ဒူပေးတယ်အေကနည်းနည်းလေးပါတေကနေကတော့လောက်ဝဲရှိမှာနော်အဲ့မှာ तू ကဗလီစောက်ရအောင်လို့မပါဘူးဗလီစောက်ရအောင်လို့ပါလားဆိုစိုက်ဖို့အစိမ့်ကြီးမှရှိရဲ့ ဗလီဆောက်ရလို့ပေါ့ရေးထားအဲမှာဗလီဆောက်ရလို့ရေးမှာပေါ့ဗလီဆောက်ခွင့်ပြုမွ슬လင်ကုသဖြစ်ဆေးရုံလဲဆောက်ရင်ဆောက်မှာပေါ့ဘိုးဘွားကြီးတာလဲဆောက်ရင်ဆောက်မှာပေါ့ဒါသူတို့မှာလိုအပ်ချက်သူတို့လုပ်မှာပေါ့ဗလီတွေအများကြီးရှိတယ်ဘလို့အောက်ဆိုလဲဆောက်ချင်မှာဆောက်မှာပေါ့ဒါခွင့်ပြုချက်တော့လာမတင်သေးဘူးခြံစည်းကိုပဲကတ်တာအဲသွားကြည့်တယ်ကောသွားကြည့်တယ်ဖွားတယ်ကောဖွားတယ်ပေါ့နော်ဒါရွေးကောက်ပွဲနဲ့ချိန်ကိုက်ဖွားကြတာဒါအစိုးရတိတ်သဘောကောင်းလို့မဖြစ်ဘူးကျွန်တော်တို့ဧကတရာနော်သာသနာ့စုံလို့ဖို့ရှိသာသနာ့စုံဆိုတာ ုဒ္ဓသာသနာစုံဒီလရှင်တက္ကသိုလ်25ဤကတရားစခန်း20ဤကမရှိခဏဆရာတော်အတွက်20ဤကရှင်စေကိန်းထအတွက်20ဤကရဟုဆရာတော်အတွက်20ဤကခန္ဓာယုံအတွက်20ဤကအာလုံးမောဤကတရားအဲ့ဒါလုပ်ဖို့ရှိတယ်ဤကတရားနော်အခုတို့တေကနေကမဟုတ်ဘူးဆိုတော့အခုဒီအဲထဲမှာဘိုးလက်လက်ဆွေပြောထားတဲ့အဲထဲမှာအခုဒီပလီကိစ္စ အခုပလီကိစ္စနဲ့ပြောတဲ့အခါမှာနော်ခွေးကျဘူကနေတော့ခရိယန်တွေကိုမြေကနေအေကပေးတယ်မွတ်စလင်တွေကိုလည်းမြေကနေအေကပေးထားတယ်လို့ပြောတယ်ဒါပေမဲ့အခုသူဘာပြောသွားလဲခရိယန်တွေမွတ်စလင်တွေကြတော့နေအေကစီပေးတယ်အခုဗုဒ္ဓဘာသာတွေအတွက်เอกตยาไปทาเรလို့ပြောတယ်ဒါဒီပဲနင်းတို့ကိုငို့တို့ပြောတာဘိုးချော့အောင်ဆန်းပြောတယ်ကချင်တကြပမာတကြကရင်တကြပမာတကြအားလုံးကတကြစီတကြစီတိုင်းရင်သားရှစ်မျိုးဆိုလို့ရှိရင်တယ ောက်တကြက်စီရှစ်ချက်ပဲရှိရမယ်ဥစ္စာကိုဥပမာဆိုပြီးမှ လူမျိုးရေးထဲမှာတဖက်ကန်းစွန်းနေတော့နင်းတို့ခွေးတွေကဘာလုပ်တလဲကချင်တကြက်ဗမာတကြက်ရှမ်းတကြက်ပမာန်တကြက်ဆိုတော့ပမာန်တကြက်ရသွားပြီ ကရင်တကြဗမာတကြတိုင်းရင်သားသုံးမျိုးကတကြတကြစီပဲရသွားတယ်ဗမာသုံးကြရသွားတယ်ဒီလိုပဲရခိုင်လိုမျိုးတွေရောအားလုံးတိုင်းရင်သားခုနှစ်မျိုးခုနှစ်ကြက်ရသွားတဲ့ခါမှာဗမာတွေဟာသူ့ရဲ့တကြခွဲတိုင်းရဲ့ပြီးရင်တိုင်းရင်သားသူတယောက်တကြရတဲ့ခါမှာသူ့တကြရအားလုံးနင်းတို့ရှစ်ကြက်ရတယ်ဒါတွေကြောင့်ဒီနေ့မြန်မာနိုင်ငံဟာတန်းတူညီတူမို့မရနိုင်တို့ရဲ့ဘေတော့အခါမှာမဖက်ဒရယ်ဒီမိုကရေစီဆိုတာမရနိုင်ဘူးဖက်ဒရယ်ဒီမိုကရေစီရရှိနိုင်ဖို့ရန်အတွက်ဒ တန်တူမှုကိုရှိရမယ်တန်တူမှုရှိမှပဲဖက်ရယ်ဒီမိုကရေစီကို ပေါ်ဆောင်နိုင်တယ်ဆိုတော့အခုဒီကျမ်းဖွတ်ဒီအိုးဆောင်လာတဲ့အခါမှာမြန်မာနိုင်ငံမှာကမောက်ကမဖြစ်ဖို့ပဲဗုဒ္ဓဧကတရာယူထားတယ်လို့သူကအခုဒီမှာပြောသွားတယ်ဆိုတော့ခဏတုန်းကကျတို့ခရိယန်တွေနဲ့ဧကရတဲ့အခါမှာဗုဒ္ဓဘာသာတွေကဧကတရာရနေပြီเนาะဆိုတော့မွတ်စလင်တွေဧကနဲ့ဧကရနေတဲ့အခါမှာဗုဒ္ဓဘာသာတွေကတရာရနေပြီဆိုတဲ့အခါမှာတခြားတို့ဘာသာတွေနိယခိုင်နှုံရနေတဲ့အခါမှာဗုဒ္ဓဘာသာတွေကတရာရခိုင်နှုံရနေတယ်ဆိုတော့ ော့နင့်တို့က68ကြာခိုင်နှုန်းကဘာကြောင့်အပိုလိုချင်ကြတယ်မြန်မာနိုင်ငံမှာရှိတဲ့မြေတွေဟာနင့်တို့ကြိုက်တယ်လို့ခြေလေနိုင်မဟုတ်မဟုတ်ဘူးကျတို့တော်လာရဲတွေပြီးသွားတဲ့အခါမှာနင့်တို့ခွေးတွေဆောက်ထားတဲ့ဖျားတွေကိုကျတို့တော်လာရဲရောက်တဲ့အခါမှာဖျက်ရမလားမဖျက်ရဘူးလားဖျက်မယ်ဆိုလို့ရှိရင်လည်းလူဥပမာတိုင်းရင်သားတွေလည်းနာကျင်ရမယ်နင်တို့ခွေးတွေခင်းထားတဲ့ဇက်လမ်းမှာဒါကဘာသာရေးဖြစ်တဲ့အတွက်ကြောင့်တကယ်တော့ကျမတို့တခြားတော့သူတွေက မတရားပါဘူးလို့ဒီဖုံးကြီးအကြောင်းပဲဖြစ်ဖြစ်ဇေတီကိုပဲဖြစ်ဖြစ်ကျတော့ဖျက်လိုက်ရင်လူဗမာတိုင်းရင်သားတွေခံနိုင်ရရှိမလားဒါကြောင့်ပြောတာဒီနေ့ဒီမြန်မာနိုင်ငံထဲမှာချဲလဲနေတော့ခွေးတွေဟာလူမျိုးရဲ့အနေနဲ့ချဲလဲတယ်လို့ဘာသာရေးနဲ့လည်းချဲလဲနေတယ်ပညာရေးနဲ့လည်းချဲလဲနေတယ်မျိုးစုံတော့အရာနဲ့ချဲလဲနေတယ်ဆိုတော့ဒီနေ့ဒီ Jump Foot Party ဒီဟာမြန်မာနိုင်ငံမှာ လုံးဝမရှိတဲ့မရှိထိုက်တော့ ပါတီဖြစ်တဲ့ဘူလလဆွေပြောသွားတဲ့အထဲမှာတဲ့ချက်ကတော့ သူတို့အာဏာရရှိခဲ့ရင်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်တိုက်ရင်သားတွေရဲ့ဌာနချုပ်တွေကိုလက်ရင်၅စီးလောက်နဲ့ပုံကြောချင်းမယ်ဆိုပြီးမှကြွေးကြော်ခဲ့ပြီးပြီနောက်တစ်ခုအနေနဲ့ကတော့တမ်ဖွဘက်ကနေမှအစိုးရဖြစ်လာလို့ရှိရင်စစ်မှုထမ်းမှုကိုပို့ပြီးမှတိုးချဲ့သွားမယ်လို့လည်းပြောသွားခဲ့ပြီးပြီနံပါတ်၃အချက်နေနဲ့ကတော့အခုဘာသာရေးတွေလာခဲ့ပြီဆိုတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာဒီတမ်ဖွပါတီတွေဟာရှစ်ဖို့တင်းတယ်လို့ပြောတဲ့သူတွေဟာ လုံးဝလူ ူမဟုတ်တော့ခွေးတွေဖြစ်တယ်နော်ဘာရရေကတော့တိတ်ပြီးမှ sensitive ဖြစ်တဲ့အတွက်ကြောင့်ကျွတ်များများဆက်ဆာမပြောချင်ဘူးဒေါအောင်ဆန်းစုကြည်ကိုမဲခိုးလို့ဖမ်းတယ်လို့ပြောတယ်တက်တယ်မပြနိုင်ခဲ့ဘူးဒေါအောင်ဆန်းစုကြည်ဟာအကလိမှုနဲ့ထောင်ချထားတယ်လို့ပြောတယ်ဒီနေ့ဒီရအချိန်အထိ bank ထဲမှာဒေါ်အောင်ဆန်းစုကြည်ဘလောက်အထိပတ်စံခိုးထားပါတယ်ဆိုတဲ့ဥစ္စာဒေါ်အောင်ဆန်းစုကြည်ကိုလာဖမ်းတဲ့အချိန်မှာတော်လကောင်းအခုဒေါ်အောင်ဆန်းစုကြည်ထောင်ချသွားတာဟာ၅နှစ်နီးပါးဖြစ်သွားပြီဆိုတော့သူ့အိမ်ကိုစစ်ခွေးတွေဝန်းထွက်နိုင်တယ်ဘယ်အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကအဆွေချောင်းဘလောက်ကို သူ့အိမ်ဘယ်နားမှာဖွက်ထားပါတယ်လို့ဒီနေ့နင်းတို့မထုတ်ပြန်နိုင်ခဲ့ဘူးထိုနည်းတူပဲတောင်ဆန်းစုကြည်ဟာသူ့သားဒီကိုပတ်စံဒီဘလောက်အထိခိုးပို့နေတယ်ဆိုတဲ့အထောက်ထားတစ်ခုကိုလည်းနင်းတို့မပြနိုင်ဘူးအထောက်ထားတစ်ခုမှမပြနိုင်တော့အရာတစ်ခုကိုနင်းတို့ကဆွဲကင်ထားပြီးမှတောင်ဆန်းစုကြည်ဟာအကလီလိုက်စားတယ်တဲ့ဒါကြောင့်မို့ကျမ်းဖွပါတီဆိုတာဟာမြန်မာနိုင်ငံအတွက်အင်မတမဆိုးရွားလာတဲ့မွေဟောက်တကောင် ဖြစ်တယ်ဆိုတဲ့အကြောင်းကြွပြောချင်တယ်နော် ပြီးလို့ရှိရင်အခုကျမတို့နောက်တဲ့နေ့တစ်ပုတ်အနေနဲ့လည်းဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်17ရက်8လ2025မှာပေါ့နော်အန်ဒီရဲ့ပါလီသူ့အလုပ်တာဝန်ပြောင်းချွေးရတဲ့နေရာကို तू ကလည်းကလေးမီဖောင်းဝင်တင်ထားပါတယ်ကလေးမီဖောင်းဝင်ခံစားနေတဲ့ကာလမှာ तू ကခွင့်မပြည့်သေးတဲ့အတွက်သူ့ရဲ့အမျိုးသားနောက်ကိုပြောင်းချွေးရတဲ့နေရာကိုအလဲလိုက်ပါတာပါအလဲလိုက်ပါနေရင်လည်းပြည်နေပေါ့နော်ပို့အုပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနန်းတိုင်းဒေသရောက်တော့သူတို့ရဲ့မှတ်ပုံတင်နေစစ်ဆေးခံရတယ် မှတ်ပုံတင်လေးစစ်ဆေးခံရတဲ့အချိန်မှာသမီးရဲ့မှတ်ပုံတင်ကိုဒီဟိုကကွန်ပျူတာထဲကိုထည့်လိုက်တဲ့အခါမှာ DPSMS စက်ထဲကိုထည့်လိုက်တဲ့အချိန်မှာဒီမှတ်ပုံတင်နံပါတ်ဟာပြေးလေးပြေးထဲမှာပါဝင်နေတဲ့တရားခံပြေးဖြစ်တယ်လို့ဆိုပြီးတော့မှဖမ်းဆီးထားတာပါ CDM မလုပ်ပါဘူးအဖမ်းခံရတဲ့အချိန်အထိသမီးကဒီမိဖွားခွင့်ခံစားနေတဲ့ကာလဖြစ်တယ်ဒါပေမဲ့အဲ့အချိန်အထိလစာလဲခံစားစေအလုပ်လဲလုပ်ဆဲပါပဲမိဖွားခွင့်မလုပ်ခင်အချိန်အထိကိုသမီးကအလုပ်လုပ်ခဲ့တာပါအကုန်လုံး ရှင်းပြပါတယ်ပြောလဲပြောပါတယ်ဒါပေမဲ့သူတို့ကလုံးဝပြောလို့မရပါဘူးသမီးကိုချက်ချင်းပဲယာယီရှောက်ဆောင်တဲ့ကိုပို့ထားပါတယ်ဖမ်းတဲ့အကြောင်းရင်းကတော့ဒီ contact 21အမည်ရှိတဲ့ KB အကောင့်နဲ့ line ပေါ်မှာအလှခံပြီးတော့ထောက်ဖို့လုပ်တယ်ဆိုတော့ဆွဆွဲချက်နဲ့ဖမ်းခံရတာပါဖမ်းခံရတဲ့ဒီ contact 21ဆိုတော့အကောင့်နံပါတ်နဲ့ KB အကောင့်ဟာသမီးသုံးဆွဲတဲ့အမည်နဲ့လည်းမတူဘူးဖုန်းနံပါတ်ရှင်းလည်းမတူပါဘူးပတ်ပုံတင်နံပါတ်လေးတစ်ခုသာတူပါတယ် ဒါသမီးရဲ့မှတ်ပုံတင်နံပါတ်ကိုမတမာသူတူဦးဦးကဒါယူပြီးတော့အသုံးချခံရခြင်းသာဖြစ်ပါတယ်။သမီးရဲ့ဖုန်းကိုသူတို့တင်ထားပါတယ်။ဒီနေ့အချိန်ဒီမှအေးငိမ့်တီတာကိုအမှုမှန်ပေါ်ပေါက်ဖို့အတွက်တေချာစစ်ဆေးမေးမြန်းခြင်းဘာတစ်ခုမှမရှိသေးပါဘူး။သမီးအေးငိမ့်တီတာက2015ရဲ့မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှာသူစင်ဆက်မပြတ်ကာဝန်ထမ်းဆောင်နေခြင်းဖြစ်တယ်။ဘယ်နေရာမှာခရီးသွားရင်းထွက်ချင်းသွားလာခြင်းလဲမရှိပါဘူး။ ဒီအမှတ်3ရဲစခန်းဟာလမ်းလျှောက်ရင်တော့7မိနစ်လောက်ပဲကြာပါတယ်ဆိုတော့အခုဒီထဲမှာဒီအဖွားကြီးပြောသွားတာဟာသူ့ရဲ့ချွေးမကိုအခုထောင်ထဲထည့်လိုက်တယ်ပြေးသွားတဲ့ထပ်ဖို့၄ယောက်ကနေမှတယောက်ရဲ့မတ်ပုံတီနဲ့သူနေတဲ့အတွက်ကြောင့်ထောင်ထဲထည့်လိုက်တယ်လို့ပြောတယ်အခုသူ့ရဲ့ချွေးမဟာရဲမဲတယောက်ဖြစ်တယ်ဆိုတော့သူတို့ထောင်ထဲမထည့်ခင်မှာဒီရဲမဲဟာ ထောက်ဖို့ဟုတ်မဟုတ်ကိုသူတို့မသိဘူးလားစကားကနောက်တစ်ခုအနေနဲ့ကတော့ဒီတယောက်ကထောက်ဖို့ဖြစ်တယ်ပြေးသွားတဲ့ထဲကတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဘယ်ချိန်မှသူပြေးသွားတယ်လဲပြေးသွားတဲ့ချိန်မှဒီရဲမယ်ဟာသူ့ရဲ့ရဲအလုတ်ထဲမှာရှိနေတလားမရှိနေဘူးလားဘယ်နဲ့မှသူခရီးထွက်တယ်လဲမထွက်ဘူးလဲဒါတွေကိုစစ်လိုက်တဲ့အခါမှာဒီအဖွားကြီးရဲ့ချွေးမဟာထောက်ဖို့ဟုတ်မဟုတ်သူတို့မသိနိုင်ဘူးလားဒီလောက်တော့သူတို့မှအုံတော့မရှိဘူးလားနော်တကယ်ဆိုလို့ရှိရင်တော့ ်ဒီကိစ္စကြောင့်မဟုတ်ဘူးအခုစစ်ခွေးဒီကတော့သူတို့မကျေနပ်ရင်ဤမျိုးစုံနဲ့ ထောင်ထဲထဲလိုက်တယ်လို့ပြောတာဒီအဖွားကြီးပြောသွားတာကသူတို့နေတာနဲ့သူ့ရဲ့အလုပ်နေရာက10မိနစ်လောက်ပဲကွာတယ်လို့ပြောတာ10မိနစ်ဆိုတာကနော်အချိန်မရွေးသွားကြည့်လို့ရတယ်တကယ်ဆိုလို့ရှိရင်တော့ဒီမတ်ပုံတင်ကြောင်းလည်းမဟုတ်ပါဘူးသူတို့ဘက်ကလည်းမကြေနပ်ချက်နဲ့ဖမ်းချင်လို့ကိုဖမ်းတာဆိုတော့ဒီနေ့စစ်ခွေးတွေနဲ့ဘောမတွေအားလုံးကိုသိစေချင်တာဟာနင်တို့ရဲ့ဘောဟာဘယ်တော့မှလုံခြုံတဲ့ဘောကရောက်မနေဘူးလို့ပြောချင်တယ်တိတ်မပြောချင်ဘူး ျွန်တော်ရဲ့ channel ကိုနှစ်သက်ကြလေဆိုရင် like ရယ် subscribe လေးကိုပေးခဲ့ကြပါကြည့်ရှုပေးတဲ့ဒီလိုက်လည်းအထူးအထူးကျေးဇူးတင်တယ်လို့လည်းထပ်လောင်းပြောကြချင်ပါတယ်